မင်္ဂလာပါရှင်မြစမတူတိုရီယယ်တော့ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။အာဒီတစ်ပတ်မှာတော့ဒီလာမယ့်ရွေးကောက်ပွဲမှာဒီနိုင်ငံရေးပါတီတွေကဒီလူငယ်တွေနဲ့နမဲကြီးအမှုပညာရှင်တွေကိုပွဲထုတ်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောဆိုဆွေးနွေးသွားဖို့အတွက်ရွေးချယ်ထားပါရစေ။ဆိုတော့ဆရာမင်္ဂလာပါရှင်။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ။ တော့ပထမဆုံးပေါ့နော်ဒီလိုမျိုးဟိုအဲပါတီတွေမှာအမှုပညာရှင်တွေပါလာတယ်ပြီးတော့ဟိုတခြားနာမည်ကြီးတဲ့သူတွေပေါ့နော်ဒီလိုမျိုးလူငယ်တွေကိုပါတီကိုယ်စားလှယ်လောင်းအဖြစ်ပါတီတွေကထုတ်သုံးလာတာကိုတွေ့ရတယ်ပေါ့နော်အဲဆိုတော့ဒီဟာကဒီမဲဆန္ဒရှင်တွေကိုဟိုထိရောက်အောင်ဟိုဆွဲဆောင်နိုင်တဲ့နည်းပြဟာတခုလို့ယူဆနိုင်မလားအဲဒီရဲ့အဓိကရည်ရွယ်ချက်ကဘာဖြစ်မယ်ထင်တယ်အရင်ဆုံးမေးချင်ပါတယ်ရှင် အခုစစ်တက်ခြင်းပါမယ်ဒီတချမ်းပဲရွက်ကွက်ပွဲကိုဝင်ပြိုင်မဲ့ပါတီတွေဒီပြည်တော်စုဒီတနိုင်ငံလုံးဆင့်ရှိမယ်နောက်ပြီး regional ဆင့်ရှိမယ်ပေါ့နော်အဲ့ဒီတဲမှာမှာအာပြည်တော်စုကြံခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီ USDP တိုင်းသာစီလုံးညီညွတ်ပါတီတဆန်းညပြည်သူ့ရှေ့ဆောင်ပါတီပြီးသုံးလုံးမြန်မာနိုင်ငံတောင်တူးလက်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ MFTP ရှမ်းတိုင်းဒေသဒီမိုကရက်တစ်ပါတီကြားပြူနဲ့ပြည်သူ့ပါတီ PPD တဲကဒီပါတီတွေကလူငယ်တွေနဲ့ဆယ်လီတွေကိုကမ်ပိန်းအတွက်အဲတုံပြကြတာတွေနောက်ပြီးရင်ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအဖြစ်ပွဲထုတ်ကြတယ်ရှိတယ်။အဲဒီမှာအော်တောင်းနေဖြစ်သွားတဲ့ဟာလေးတစ်ခုပေါ့လေဥက္ကူကြီးရဲ့ပြည်သူပါတီ PP က vlogger BB ချောင်းကိုကိုယ်စားလှယ်လောင်းအနေနဲ့ ူတက်တက်ရိုက်ပြီးတော့ပွဲထုတ်လာတာတွေ့ရဒါပေမဲ့ဩဂတ်လမှာထုတ်လာတယ်နောက်တလတော့မခံလိုက်ဘူးဟိုပါတီပြောင်းသွားတာပေါ့ဥက္ကိုကြီးဆိုရင်ဒီ VV ချန်းကိုပါတီစီနီယာတွေကိုကြော်ပြီးတော့နော်သူအကြောင်းအင်တာဗျူးတွေပြောတာနောက်ပါတီခန္ဓာတွေဖွင့်ပွဲဖဲချိုးပြနေရာပေးပြီးတော့တကူတကပွဲထုတ်တာမာကတ်တင်းလုပ်တာဒါပေမဲ့သူတို့မမျော်လင့်တာတဲ့ဒီတံပြန်ဆိုချိုးပြရတွေပေါ့ဒီသူရဲ့ sex education ဆိုတဲ့ဟာက မပါတာလို့ဆေးအုပ်စုဘက်ကလူတွေဒီတရားတွေမကြိုက်တာဖီအားတွေဖြစ်လာပြီးတော့သူတို့ဂရီဘာလန်ကွဲနဲ့ပူပေါင်းမှုနေထိတန်သွားတာ။နောက်တော့တသက်ခိုင်ရဲ့ပြည်သူ့ရှေ့ဆောင်ပါတီပြည်သုံးလုံးကဒီဇာလန်တွဲမင်းသားနေလင်းရှင်ကိုကန်ဒီဒိတ်အဖြစ်နဲ့ပွဲထုတ်တာတွေ့ရတယ်။အဲတခြားဒီထားဟိုထက်ထက်တွန်းတို့ဟိုဒီဒီ supporter အနေနဲ့ပေါ့လေအဲဒီပွဲထုတ်တာတွေ့ရတယ်။ကျန်းခံရေးကြတော့သူကကိုစလာကိုစလေလောင်းနေနေနေရပေးတာမဟုတ်ဘူး။ ပါတီကမ်ပိန်းလုပ်တာဝါဒဖြန့်တာမှာသုံးတာတကယ်ပြောရင်ရုပ်ရှင်ဂီတဇာတ်သပင်ဒီအမှုပညာတဲ့တွေကိုနိုင်ငံရေးဝါဒဖြန့်မှုမှာသုံးတာကကြံ့ခိုင်ရေးတော့တော့ဘယ်ပါတီမှမရှင်းနိုင်เนาะသူတို့ကပါဝါရှိတယ်အရင်တော့ကဦးတန်းရွှေအဲဆစ်ဆိုးကလက်ထက်ကအတုံးချခဲ့တာဆိုတော့ဒီအုပ်စုဒီလူတွေရဲ့အညာတွေကိုတည်တယ်အမှုပညာတဲ့တွေကလည်းသူတို့စိတ်ရင်းအတိုင်းနိုင်ငံရေးထောက်ခံခွင့် ပြောဆိုလုတ်ပိုင်ဝင်မရှိတာမှမဟုတ်တာသူတို့စိတ်ရင်းတိုင်းဆိုရင်သူတို့မဲပေးတာတွေเนาะနောက်ပြီး campaign လုပ်တဲ့ဒီ supporting လုပ်တဲ့ဟာတွေအများစုက energy ကိုထောက်ခံ energy ကိုမဲပေးခဲ့တာသို့တော်လည်းပဲဒီအနာသိမ့်ပြီးနောက်ပိုင်းမှာဟလာအရင်ဟိုစစ်အုပ်စုဟိုစစ်စုကလက်ထက်ကလို့ပေါ့သူတို့ရက်တီသူတို့အားနှစ်ချက်ဒီအမှုပညာတွေရဲ့စာဝတ်နေရေးကိုဒီလူတွေကကင်ထားပြီးတော့ဒါပြောဒါလုပ်ဆိုရင်ပါသွားတတ်တယ်ဆိုတာသိနေတာ စေအုပ်စုအဆက်ဆက်အမှုပညာတွေနဲ့ပတ်သက်တဲ့လူမှုရေးကိစ္စတွေအပါအဝင်သူကထောက်လိုင်းရေးတည်င်းချက်လက်တွေစုတာနော်။မာကျန်းခန့်ရေးကဥက္ကရာဒီဥခင်ကြီးဆိုရင်သူကရဲချုပ်လုပ်ခဲ့ပြီးတော့ဒါတွေကိုကောင်းကောင်းသိတယ်။အဲ့ဒီတော့ဒါမျိုးတွေကိုသူတို့ကအညာကင်ဖို့အတွက်သူတို့မှလက်နက်ပဲ။အမှုပညာတွေဆိုတာကလည်းတာမန်လူတွေတဲ့စိတ်ခံစားမှုပို့ပြီးတော့ပြင်းထန်တယ်နော်။လွယ်ကူနိုင်ခြင်းရှိတယ်ဆိုတော့ ုတေသနာတွေးရှိချက်တွေအယူဆတွေလည်းရှိအဲ့ဒီခါမှာဒီနုပညာတွေကနိုင်ငံရေးနဲ့ပတ်သက်ရင်သူတို့ထောက်ခံတဲ့ကံမှလည်းစိတ်ခံစားမှုကောင်းကောင်းနဲ့ပြောကြဆိုကြတာတွေကကမောက်ကမဖြစ်တဲ့မှတ်တမ်းတွေလည်းဖြစ်တာပေါ့လေတကယ်တော့လဲအပြစ်ရှိတာကလူတွေကိုကိုယုံကြည်တာကိုလွတ်လွတ်လပ်လပ်ယုံကြည်ခွင့်မရှိတဲ့မပြုတ်စီမပြုတ်တဲ့အာနာရှင်တွေပဲအပြစ်ရှိတာပါပြန်ကောက်ရရင် 2025မတ်လလောက်တည်းကဒီစစ်ကော်မရှင်နဲ့အဲယူကောက်ပွဲကော်မရှင်ကပါတီတွေအနေနဲ့ယူကောက်ပွဲနဲ့လွတ်တော်ကိုယ်စားလှယ်တွေပေါ်လူတို့ကစိတ်ဝင်စားမှုရှိအောင်လှုပ်ဆောင်မှုမဲယုံမှုပြည်သူတွေရောက်အောင်စီယုံမှုအားထည့်ဖို့ပါတီတွေနဲ့တွေ့တိုင်းပြောခဲ့တာရှိနော်ဒီစစ်ကော်မရှင်ရဲ့အောက်ကကအောက်ကပေါ်ဒီပြည်ချိုင်းဝင်ကြီးဦးမမောင်နောက်ဒူးဝင်ကြီးဦးရတင်တို့ဟာရုပ်ရှင်ဂီတသဘင်နဲ့ ဟာသားလူတွေကိုခေါ်တွေ့ပြီးတော့ရွေးကောက်ပွဲကိုလူလူစိတ်ဝင်စားအောင်လုပ်ပေးဖို့ရုပ်ရှင်သေဆောင်တွေကိုရွေးကောက်ပွဲအတွက်စီယုံရေးပုံစံလုပ်ဖို့เนาะဒါလုပ်လာခဲ့တာတွေ့ရတယ်။အဲ့ဒီနောက်ပိုင်းပါတီတွေကတရင်မှပြန့်ကြည့်လို့ဆိုပြီးပိတ်ထားတဲ့လူမှုကွန်ရက်တွေကို TikTok နဲ့ Facebook မှာအာဟိုတရားမဝင်မဲဆွဲတဲ့ပုံစံမျိုးလုပ်လာတာဖြစ်လာခဲ့တယ်။ထီးရောက်လာဆိုတော့ အာကျူချန်တို့လည်းဒီ2015 2020ရွေးကောက်ပွဲဂျိုကာလာတွေကိုယ်တိုင်မြင်တွေ့ပူးခဲ့ကြတာပေါ့နော်အဲ့ဒီအချိန်တုန်းကလူလူစိတ်ဝင်စားမှုနဲ့အခုဘယ်လိုကွာလဲဆိုတာနိုင်ရှင်ကြီးမြင်သားပါတယ်အခုအားကပါတီတွေဟိုတယ်တွေမှာလုတ်တဲ့ပွဲလောက်ပဲဒီအခန်းထဲလူပြေးတာဒါကလည်းခီးစိတ်ပေးအကျွေးမွေးနဲ့နော်ဖိတ်လို့လာတက်ကြတာမျိုးမြေပြင်မှာလုတ်တဲ့ပါတီအခမ်းအနားပါတီရုံးခန်းဖွဲ့မွဲတွေဆိုရင်ကြီးနဲ့ဖော်ဖော်ပါ ဆိုရှယ်မီဒီယာပေါ်မှာပဲဓာတ်ပုံနိုင်ငံရေးနဲ့ဟန်လုံနေကြ။ဘာဖြစ်လို့လဲဆိုတော့တကယ်မဲပြီးမဲ့လူငယ်တွေကမြို့ပြတွေမှာမရှိကြတော့လူငယ်တွေမရှိတဲ့အချိန်လူငယ်တွေကို မောင်းထုတ်ပစ်ပြီးမှလူငယ်တွေကိုမဲထဲပါဆိုပြီးတော့ပြစ်မှတ်ထားတဲ့အစီအစဉ်တွေလုပ်နေကြတဲ့ပုံစံဖြစ်မြန်မာပြည်မှာ လူငယ်ဘယ်လောက်ရှိလဲဆိုတာဒါလူကြီးစရင်တော့အတိအကျမရှိဘူးပေါ့နော်အဲလူကြီးစရင်ကိုယ်တိုင်က မတီးကြတာပြီးရင်ဒီလူငယ်ဆိုတဲ့အတိတ်ပဲသတ်မှတ်ချက်နိုင်ငံကဆန်နှုံးနဲ့အဲမြန်မာအာလက်ခံထားတဲ့ဟာတီးကြတဲ့သတ်မှတ်မှုရဲ့လို့မရှိတော့ပြောရတာတော့ခက်တယ်ဒါအများသုံးနေတဲ့အတိတ်ပဲဖွင့်ဆိုကြရရဆိုရင်တော့အသက်55ကနေ35နှစ်အုပ်စုလူငယ်လို့သတ်မှတ်ထားတယ်အဲ့ဒီအတိုင်းဆိုရင်စုစုပေါင်းလူဦးရေ33ရာခိုင်နှုန်းရှိတယ် မြမလူရ2025ခုနှစ်ခန့်မှန်းချက်အရ54.8တန်းဆိုတော့လူငယ်ဥယျာ18တန်းဝင်ကျင်မှာရှိတယ်။ဒါပေမဲ့တစ်ဖက်မှာ UNFP လို့အမျိုးရဲ့သတ်မှတ်ချက်ကအသက်15ကနေ24အုပ်စုကိုလူငယ်လို့သတ်မှတ်တော့စုစုပေါင်းလူရ28ရာခိုင်နှုန်းလောက်ရှိနော်။ဘယ်လိုပဲဖြစ်ဖြစ်အခုမဲအဲဒီရွေးကောက်ပွဲမဲပေးခွင့်ရှိတဲ့သူတွေဇယင်းကိုလူငယ်ဘယ်လောက်လဲဆိုတဲ့ဟာကိုကြည့်ရင် 2020ပြည့်နှစ်ဒီရွေးကောက်ပွဲမတိုင်ခင်ကထုတ်ခဲ့တဲ့အချက်လက်တွေအရအဲ့ဒီတုန်းကဒီဒီပထမဆုံးအချိန်မဲပေးမယ်အသက်18ကနေ20နှစ်ကြာလူငယ်က9သန်းလောက်ရှိတယ်ဒါအခုချိန်ဆိုရင်တော့ချိန်သေးတယ်ဒီတဲ့ပုံညာဒါပေမဲ့အဲ့အဲ့ဒီအဲ့ဒီအဲ့ဒီဟာကြောင့်လဲဒီဒီလူငယ်တွေကိုပြစ်မှတ်ထားဖို့ဒါ theory ရလောက်ကြတာပေါ့လေဒါမဲ့ကျွန်တော်ခုနကပြောလို့မဲတဲ့မဲ့လူငယ်တွေကတော်လိုင်းရေးလုံနေကြတာ နောက်စစ်ဘေးဒုက္ခတွေတွေဖြစ်နေကြတာစစ်မှုထမ်းဆင့်ခေါ်ပြီးလို့ဘေးနိုင်ငံတွေအဲလွတ်မြောက်နေနေတွေအဲရှောင်တိန်နေကြတာပြီးရင်ရွေးကောက်ပွဲမလုပ်တဲ့ဒေသတွေမှာအိုက်တက်အခါကြတော့လူငယ်များကြီးကဒီထဲမှာအကျုံးမှုပြည့်လူငယ်တွေတန်းပေါင်းများစွာမဲမထည့်ကြင်ကြဘူးမဲမထည့်နိုင်ကြတဲ့အနေအထားနောက်ကျွန်တော်မြေပြန်ရတဲ့ အဲ information တွေရဆိုရင်ဒီရွေးကောက်ပွဲကိုစိတ်ဝင်စားမှုကတိတ်နေတယ်เนาะအဲအဲ့တော့အမှန်တရားအတွက်ကိုဂျိုးစည်းပွားချိတ်ဆက်မှုနည်းတတ်တဲ့လူငယ်တွေအတွက်ဒီပါတီတွေရဲ့နှီးပြူဟာတွေကတော့တဲတဲ့ရင်သူဖြစ်တာပါပဲဒီလူငယ်တွေကိုပြစ်မှတ်ထားပြီးတော့ဒီလူငယ်တွေကိုဟိုပြန်ပြီးတော့အသုံးချနေတယ်ဆိုတော့ပုံစံမျိုးပေါ့နော်ဒါပေမဲ့တစ်ဖက်မှာလည်းဒီလူငယ်တွေကနိုင်ငံထဲမှာ မရှိတော့ဘယ်လိုလာမလဲတော့မသိဘူးနော်ရှေ့တစ်ဖက်ပဲဒီအဲ ရွေးကောက်ပွဲမဲဆွဲကြတော့မှဆိုတော့ဒီထက်မှလူငယ်တွေဘလောက်ပါဝင်နိုင်မလဲဆိုတာကတော့မြန်သားလာမှာပဲပေါ့လေအဲနောက်တစ်ခုကဒီလိုမျိုးလူငယ်တွေကိုပွဲထုတ်တယ်လူငယ်တွေကိုနေရာပေးတယ်လို့ပြောကြတယ်ပေါ့လေဆိုတော့ဒါကလည်းပြောမှာဆိုတစ်ဖက်မှာကတော့ဟိုလက်ခံဇရာပေါ့လေဒါပေမဲ့ဒီထဲမှာဒီရွေးကောက်ပွဲ ဝင်ပြိုင်မယ်ဆိုတော့ကိုယ်စလဲလောင်းနေပေါ့နော်လူငယ်ကိုယ်စလဲလောင်းနေရရောနိုင်ငံရေးဘဝန်းစာဘလောက်ထိပြေးမှာလဲပေါ့နော်ပြည်သူတွေကရောဒီဒီလူတွေဒီပုံကိုတွေကိုယုံကြည်မှုဘလောက်ရှိမှာလဲဘလို့သဘောထားကြမယ်ထင်တယ်ရှင် VV Chang ကနိုင်ငံရေးကကိုနဲ့မဆိုင်သလိုနေလို့မရတော့ဘူးဆိုပြီးတော့ပြောပြီးတော့သူနိုင်ငံရေးလောကတွေကိုဝင်လာနောက်ပြည်သူပါတီကိုဝင်လာတော့ဒါတွေပြောတာတွေ့ရနောက်ပြည်သူပါတီနဲ့လမ်းခွဲပြီးတော့ ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးပါတီ PTP ဆိုပြီးပြောင်းသွားပြန်သူကအရင်တုန်းကဒီ sex education လိမ့်ပညာပေးဆိုတာပေါ့လေဒါသူအပြောရအဲ့မှာလဲအဲနောက်ပိုင်းမှာအဝေဘန်ဒန်နေထွက်လာပြီးတော့ကဲကဲရဲတန်နေထွက်လာပြီးတဲ့အခါမှာသူရဲ့အဲဟိုဗီဒီယိုတွေပြန်ဖြောက်တဲ့အခါကျတော့အငင်းပွားဝယ်ရပြီးပါမယ်လို့ကြုံကြည်ရတာပေါ့နော်ပြီးသုံးလုံးက correlation ကတော့သူက အာလွတ်တော်ကိုယ်စားလှယ်ပြဖို့ပြင်ဆင်ထားတယ်ဟဟလာလူငယ်တွေတိုင်းပြည်ကနေအဲအစုလိုက်ပြုံလိုက်ထွက်ခွာနေတဲ့ပြဿနာကိုဖြေရှင်းဖို့လွတ်တော်တဲ့ဝင်မယ်ဝင်တာပါဆိုတဲ့အကြောင်းပြောတာတွေ့ရဒီလူငယ်တွေနိုင်ငံရေးဝန်ဆာရှိသလားဆိုတော့ကျင်းနေပြောလို့ရတာတော့နိုင်ငံရေးစိတ်ဝင်စားမှုရှိကောင်းရှိပါမယ်ဒါတော့နိုင်ငံရေးဖက်တမ်းမှုတွေကတော့မရှိဘူးဘာဘာလို့တာပြောရလဲဆိုရင်2010ကနေ2020ကာလ လောက်ခွင့်ရတဲ့အချိန်ဒီမှာတော့မာသူတို့တွေကနိုင်ငံရေးပါတီဝင်တွေလူငယ်ចောင်းသားဘဝသမဂလှူရှားမှုတွေမှာပါဝင်ခဲ့ကြသူမဟုတ်ဘူး CSO တွေမှာအာလောက်ခဲ့ကြတယ်မဟုတ်ဘူးထောင်ကြတန်းကြတို့ဖို့ဆိုတာတော့ဝေလာဝေးဖို့သူတို့တွေရဲ့နိုင်ငံရေးအပြောတွေမှာတူတဲ့အချက်ကစစ်တပ်ကပေးတဲ့လောက်ပဲလုပ်မယ်ဟလားနော်အာစစ်တပ်ရဲ့ဒီခွင့်ပြုတဲ့ဘောင်ထဲမှာအာလုပ်မယ်ဆိုတဲ့ဟာပြီးတဲ့အခါကျရင်အရင်တော့က ဒီဒီဟိုစစ်အုပ်စုကိုစန့်ကျင်တဲ့ဟာတွေကိုသူတို့ကအမားဆိုတဲ့ပုံစံမျိုးတောင်ပြောကြတာရှိတယ်နော်အဲ့ဒီအခါမှာဒီစနစ်ကြီးကိုပြောင်းလဲပြစ်မယ်ဆိုတဲ့လူငယ်တွေကလူတို့ဆန္ဒကိုပြစ်ပယ်ပြီးတော့ရွေးချယ်ခံအကြသားအစိုးရနေပြီးအာနာသိန်းနဲ့မင်းအောင်လှိုင်စစ်အုပ်စုရဲ့ထွက်ပေါက်နေတဲ့လုပ်တဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်နေတဲ့အချိန်မှာအခု လူငယ်တွေဆိုပြီးတော့ဝင်ပြိုင်တဲ့ကိုစလဲတွေကသူတို့ရဲ့နိုင်ငံရေးကမေ့လွယ်ပျောက်လွယ်တဲ့เนาะမှတ်ညာမကောင်းတဲ့နိုင်ငံရေးနောက်ပြီးတော့ကြောက်စိတ်ကြီးတဲ့နိုင်ငံရေးအဲ့ဒီဟာဆိုတဲ့အခါကျတော့သူတို့ ਨੇ အဲဒီမဲထဲ့မဲ့လူငယ်ပိဋကတ်တွေကဖြောင်းပြောင်ကြီးစန့်ကျင်နေတာမျိုးဖြစ်အဲ့တော့သူတို့တွေလားဆိုတော့သူတို့ကိုစားပြုတဲ့နိုင်ငံရေးပါတီတွေကိုယ်တိုင်ယက်တီချက်ကလည်း ဟာဒီလူတို့အတွက်เนาะတိုင်းပြည်ကိုပြုပြင်ပြောင်းလဲလောက်မှာလားဆိုတဲ့ဟာကမိကုန်းထုတ်เสียရရှိတယ်။အခုရွေးကောက်ပွဲရဲ့ဒီဇိုင်းကမင်းအောင်နိုင်ကမင်းသားအဲအဲ့တော့သူ့အတွက်သူရွေးကောက်ပွဲလုပ်တယ်။ဂျန်သူတွေကဇက်ရံနေအိမ်ဖြည့်နေเนาะဒါပေမဲ့သူတို့ဂျားထဲမှာမတူတာတော့ရှိတာပေါ့။ဥပမာအာဆေအုပ်စုနဲ့ဥက္ကုတ်ကြီးတို့အုပ်စု2021အာနာသိမ်းမှုနောက်ပိုင်းရည်တည်ချက်တွေဖက်ဒရယ်ကိစ္စတွေတိုင်းနာအရေးတွေမှာ တူတာတွေရှိတယ်။သို့တော့သူတို့နှစ်အုပ်စုဘလို့မှမတူတာက88လူတို့ရေးတော်ပုံကြီးနဲ့ပတ်သက်ကွဲတာပဲเนาะစေအုပ်စုအတွက်က88လူတို့ရေးတော်ပုံကဒါ undermine လုပ်เสียအသေးအဖွဲ့ပေါ့တာမန်အရသာရံဖြစ်တဲ့ကိစ္စအနေဖြစ်တယ်ဆိုတဲ့ဟာမျိုးဥကုကိုကြီးတို့ကြတော့ဒါငါတို့ယုံကံငါတို့တော်လိုက်ကြီးဆိုတာမျိုးဖြစ်စေချင်တာစေအုပ်စုနဲ့ ကြန့်ခိုင်ရေးကြတော့ဒီຢာတွေမှာပါတပါးတယ်ကြတယ်ဘာလို့လဲဆိုတော့သူတို့ကိုယ်တိုင်ကတမတော်ဆိုတဲ့ဟာကြီးကနေထွက်လာတဲ့စစ်ယူနီဖောင်းဝတ်နဲ့ပစိုးဝတ်ပဲကွာတာစာညလိုအမျိုးကြတော့လေဒီ88လူလူရေးတဲ့ပုံဆိုတာကိုအင်မတန်နာကြပြင်းကတ်တာဘာဖြစ်လို့လဲဆိုတော့ဒီအဖြစ်ပြက်ကြီးကြောင့်ပဲသူတို့ဘဝရွှေမှန်ခြင်းကနေထင်းဖြစ်ခဲ့ပြီ3လုံးလို့ပါတီမျိုးကြတော့ အဲ့ဒီနိုင်ငံတွေလည်းသူကစိတ်ဝင်စားဘာလို့လဲဆိုတော့သူတို့ကိုယ်တိုင်လည်းဖြတ်သန်းမှုလည်းမရှိဘူးသူတို့ဘဝမှာတကူရေးတတိပုဂ္ဂလကောင်းစားရေးပဲလုပ်လုပ်ခဲ့ကြခဲ့ကြတမိုင်းလည်းမရှိဘူးပေါ့အဲ့ဒီတော့ဒီအပေါ်မှာဘာခံစားမှုမှလည်းမရှိဘူးတော့သူတို့ရဲ့အဲအဲနိုင်လက်ရှိနိုင်ငံကြီးမှာလာပြီးတော့လွှမ်းမိုးတာဂျပန်ခေတ်ဂျပန်လူတော်ကြီးလုပ်တာမျိုးပဲဘလို့ပဲဖြစ်ဖြစ်ဒီအုပ်စုတွေမှာဒီပါတီတွေဒီအုပ်စုတွေမှာတတ်တူတဲ့ကြသူတို့နိုင်ငံကြီးအတွက်က အင်္ဂလိပ်ခက်ပမာအချက်ဆိုလို့ပဲအရင်2015 2020နိုင်ငံရေးပါတီတွေမပါတော့အရင်ရွေးကောက်ပွဲတွေတုန်းကမဲမရခဲ့သမျှအခုတော့အာသူတို့ခေါင်းပေါင်းပေါင်းဝကြီးရယ်ဆိုတာမျိုးနဲ့ဝင်ပြီးလောက်ကြပြိုင်ကြတာပါပဲ နောက်တစ်ခုကဒီရွေးကောက်ပွဲကိုဟိုမထောက်ခံဘူးလို့ပြောနေတဲ့တစ်ဖက်ပေါ့နော်တစ်ဖက်ကဒီတော်လင်းအင်အားစုတွေဘက်မှလည်းဒီရွေးကောက်ပွဲဝင်ပြိုင်မဲ့သူတွေကိုဝေဖန်တာမျိုးတွေရှိတယ်။အဲ့ထက်မှအထူးသဖြင့်ပေါ့နော်အမျိုးသမီးတွေကိုဝေဖန်တဲ့နေရာမှာဒီလိမ်မိုင်းဆိုင်ရာအာထိခိုက်ပြီးတော့လွန်ကျူးပြောဆိုကြတာမျိုးတွေတွေ့ရတာမျိုးရှိရပေါ့နော်အထူးသဖြင့်ဒီ VV channel နဲ့ပတ်သက်တဲ့ကိစ္စပြောဆိုရမျိုးတွေ ဲ့လိုမျိုးတွေပေါ့နော်အမျိုးတခြားမျိုးသမီးတွေလည်းပါပါတယ်ဆိုတော့ဒါဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရောလူအဖွဲ့အစည်းမှာဘယ်လိုမျိုးဟိုစင်ကြံတင်တာမျိုးရှိမလဲရှင်ဒါတော့တော့မကောင်းတဲ့အချက်ပဲเนาะမတင်တော်တဲ့အချက်လူလူအများကလူအများစုကသူတို့အော်ကြောလန်ယုံမုန်းနဲ့စုပ်အုပ်စုနဲ့တူတဲ့နိုင်ငံရေးလောက်တာကိုမနစ်မြို့လို့ဝေဖန်ရှုတ်ချတဲ့အခါမှာအမျိုးသမီးတွေဆိုရင်လိမ်မိုင်းဆိုင်ရာထိခိုက်ပျော်ရွှင်မှုတွေလောက် ူတို့အတွက်တော့သူကရွေးကောက်ပွဲဝင်ပြိုင်တာစစ်တပ်နဲ့တသားလေးရိုက်လိုက်တာလို့မြင်တဲ့အတွက်เนาะဒီဆိုရှယ်မီဒီယာကွန်မန့်တွေမှာအာရွေးကောက်ပွဲဝင်မဲ့ကိုယ်စားလှယ်လောင်းနေကိုနင်းနင်းနာနာပြောဆိုဟိုရည်ရင်တည်တည်ပြောဆိုရေးလာကြတာတွေ့ရအဲ့တော့အခါကျတော့သူက digital violence မြောက်တဲ့အသုံးနှုန်းကွန်မန့်တွေဒါမကောင်းပါဘူးเนาะသူတို့ရဲ့ရည်တည်ချက်ကိုမကြိုင်အဲ့ဒါကိုပဲပြော sexual harassment เนาะဒါမလုပ်သင့်ဘူးစီအုပ်စုမှာက အာသူ့ရဲ့အဆွမ်းရောက်တွေသူ့ရဲ့ဝါဒဖြန့်ချီရေးတင်းနေမာဘာသားတွေဒီလိုမျိုးစိုက်ဘာဘူလီလုပ်တဲ့အဲသူတွေရှိတယ်အဲ့ဒီတွေထဲမှာအဲ့တော့သူတို့လုပ်တဲ့လူမျိုးပြုပြင်ပြောင်းလဲဒီတိုးတက်မှုအမြင်ရှိတဲ့သူတွေပြုပြင်ပြောင်းလဲလုပ်မယ်တိုင်းပြည်ကို ပြုပြင်ပြောင်းလဲမှုဖြစ်စေခြင်းတွေဆိုတဲ့သူတွေကလိုက်မလုပ်သင့်ဘူးလို့မြင်ပါတယ်နော်နာမည်ရှိတဲ့ဆယ်လီတွေပို့ပြီးတော့ထိမ့်တဲ့ဘာဖြစ်လို့တော့ သူရဲ့လွှမ်းမိုးမှုဩဇာတေကမကြီးတဲ့အခါကျတော့သူကစင်ကျင်တဲ့ဆေးဥစုအလိုကြရွေးကောက်ပွဲပြိုင်ပြိုင်မပြိုင်ပြိုင်ဒီလူပေါ်ကြီးကဆက်ရှိနေတယ်။အဲ့တော့ဒီလူတိုင်းဝိုင်းမှာလူဆန်တဲ့တရားတွေဖြစ်ထွန်းဖို့ပဲကျွန်တော်တို့ကအားပေးဖို့တင်ပါတယ်။နော်။စတက်ကဘုံနေကျဲလူတို့ဟိုလူတို့ဟိုပေါ်ရဲရဲဆက်ဆက်တပ်ဖြတ်နေတဲ့အချိန်သူကရွေးကောက်ပွဲကျင်းပဖို့ကြီးနာပြီး ီတဲ့နောက်ပိုင်းမှာငင်းငင်းကြီးဆိုတာလည်းစင်တင်ပြီးတော့လှုပ်လာငင်းငင်းဖိုရန်နေနဲ့နိုင်ငံအပြအကောင်လှုပ်လာเนาะမင်းအောင်လာသူ့ရဲ့နိုင်ငံခီးစင်မှာဆိုရင်အာမီဒီယာနဲ့တွေ့ပြီးတော့ဒီတော်လိုင်းရေးဘက်ကလက်နက်ကင်လမ်းတွေကအလုံးစုံပြတ်သုံးကြီးနဲ့အကြဖက်မှုဆိုတဲ့ဟာမျိုးပုံဖော်သူကတခိုးကလူဟစ်လောက်တာပေါ့အဲ့ဒီချိန်မှာเนาะတော်လိုင်းဘက်ကတော်လိုင်းဘက်တော်သားဆိုတဲ့သူတွေကယုံရင်ကြမ်းတမ်းနဲ့ကွန်မန်နေเนาะ အာဒီလိုမျိုးပေါ့ဟော violence နဲ့ပတ်ဒီ digital violence လုပ်တဲ့ဟာမျိုးတွေအာ sexual harassment လုပ်တဲ့အုံနှုံးတွေဟာဒါမတင်တော့နော်ဒေါ်လာရင်းပါလဲနေနှိရှိလာတဲ့အခါမှာတော့အဲလူတို့ရဲ့စိတ်ရှည်မှုကပါလာတဲ့အချိန်မှာအာစိတ်ခံစားမှုနောက်ကိုလိုက်ပြီးတော့ပြောဆိုမှုတွေထိမ့်ထိမ့်သိမ့်သိမ့်ပြောဖို့ရည်ဖို့လိုတယ်လို့မြင်ပါတယ်အဲနောက်တစ်ခုကဒီ ရွေးကောက်ပွဲအဲမဲဆွယ်တဲ့အချိန်မှာပေါ့နော်အခုလည်းမဲရှေ့တစ်ပတ်ဆိုမဲဆွယ်ကြတော့မှာဆိုတော့ဒီမဲဆွယ်တဲ့အချိန်မှာရောပြီးတော့ဒီအဲကိုယ်စလဲလောင်းထဲတဲ့နေရာတွေမှာရောအမှုပညာရှင်တွေကိုဒီသူများထင်ရှားတဲ့လူတွေတုံးတာကြတာပေါ့နော်အဲဆိုတော့အဒီအပေါ်မှာရောဒီလူဒီလူမျိုးကိုလူငယ်အမှုပညာရှင်တွေအဲနိုင်ငံရေးမှာဟိုပါဝင်လာတယ်လို့ပြောမှာပေါ့လေအဲနည်းနည်းဆက်ရှက်လာတာပေါ့ဆိုတော့ဒီအပေါ်မှာရောဒီမြန်မာနိုင်ငံရေးအပေါ်ရောအပြုသဘောဆောင်တဲ့အကျိုးသက်ရောက်မှုမျိုးရှိလာနိုင်မလားပေါ့လေ ုံမှန်ချင်နေတော့လူငယ်တွေအဲ့ဒါနိုင်ငံကြီးတဲ့ပါတာကောင်းတယ်ဆိုတဲ့အမြင်တိုင်းပြည်ရဲ့တိုင်းပြည်ရဲ့အကောင်းဘက်ကိုပေါ့နော်ဒါပေမဲ့အခုအနေထားကကြတော့အဲ့ဒါလိုမျိုးပြောရခက်တယ်ရွေးကောက်ပွဲဝင်ပြိုင်တဲ့ပါတီတွေထဲမှာဟိုမှာကြံ့ခိုင်ရေးပြီးတော့တော့ဒါသူသူတို့ရဲ့ဝါရဝါရဖြတ်မှုတွေကဒါရှုပ်ရှုပ်ကနိုင်တယ်နော်အရှုံးပေးလိုက်ဆိုတာမျိုးဟဟာဒီမိုကရေစီအင်အားစုတွေကြောင့်ပဲအဲဒါမျိုးတွေဖြစ်ရတာဆိုပြီးတော့သူကပြစ်တယ် ။နောက်လူလူထောက်ကမှုကြကြပြန့်ပြန့်ရှိနေတဲ့သူတွေကို သူတို့ကပြန်ပြီးတော့ဟောစန့်ကျင်အပြစ်တင်စေအောင်စုစန့်ကျင်ရေးကိုဟောအပြစ်တင်တယ်လို့ပြောတယ်။စစ်တပ်ရဲ့ယုံကြည်ချက်တစ်ခုကသူက2021အာနာသိမ်းမှုဖြစ်စဉ်မှာနာမည်ကြီးအမှုပညာရှင်တွေလမ်းပေါ်ထွက်လာလို့ဆန္ဒပြမှုကပိုကြီးသွားတယ်နော်။ဒါဒီခုဒီ NGO အပိထောက်ခံတဲ့တဲမှာ နာမည်ကြီးအမှုပညာပဲတွေပါနေလို့သူတို့နောက်ကိုလူငယ်တူကလိုက်နေတယ်ဆိုပြီးတော့သူတို့ကယုံကြည်ရအာနာသိမ့်မိကာသဆန္ဒပြတဲ့အထဲမှာအမှုပညာတွေအာအနီယိုထောက်ခံတယ်ဆိုတော့သူတို့အသုံးနှုံးရပေါ့အမှုပညာတွေကိုဖန်စီအရေးယူဖို့ငါငါပါစရင်ထုတ်တာဘသူထုတ်ပြီးတယ်မင်းအောင်လည်းမိမတော်ကျူကျူကျူလာစီကလာတာသူသမီးကအာရုပ်ရှင်ထုတ်လို့ရုပ်နေခဲ့တာဆိုတော့လေဒီသူကထိဆက်မှုကကြီးနေခဲ့တာ ဲ့တော့သူတို့ရဲ့အဲစဉ်းစားချက်မှာတံပြန်မှုဆိုပြီးအမှုပညာတွေကိုပြန်သုံးရမယ်ဆိုပြီးတော့ဟာပါရှိနေပြီလားဒါကိုအကောင်းဆုံးအကောင့်ထဲပေါ်တာကပြန်ကြားရေးဝန်ကြီးဦးမောင်အောင်နောက်အဒူးဝန်ကြီးတွေဖြစ်တဲ့ဦးရတင်းနဲ့ဗိုလ်ချုပ်စော်မင်းထွန်းမင်းအောင်လိုင်က2021 August ရက်နေ့မှာပြန်ကြားရေးဝန်ကြီးချစ်နိုင် စိတ်ပညာနေရာမှာကကပြီပေါ့ပြည်သူဆက်ဆံရေးနဲ့စိတ်တက်ညွှန်ကြားရေး မှုယုံညှုံမှုဟောင်းဖြစ်တဲ့ဥမမောင်အောင်နော်ဒီရက်စီပတ်စင်20နှစ်ဟိုသူကပြောင်းပြီးတော့ခံလိုက်အဲ့ဒီနောက်မှာဘာဖြစ်လာလဲဆိုတော့ဆန္ဒပြတဲ့နေရာမှာဥဆောင်တဲ့အနုပညာတွေကိုထောင်ကနေပြီးတော့လွတ်ချင်ဝန်ခံထိုးခိုင်းတယ်ပြီးရင် profile အမဲချိန်တာနဲ့အဲ့ဒီချိန်လိုက်တဲ့လူတိများတဲ့အနုပညာတွေအကုန်ဖန်ခိုင်းတာမျိုးလို့ဥမမောင်အောင်က မီဒီယာဖိစနဲ့အမှုပညာတွေကိုကင်တွယ်တဲ့နေရာမှာပါနေတယ်ပြီးပြောရရင်ပို့ပြီးတော့ကောက်ကျစ်အဲ့တော့ तू ကအခုနောက်ပိုင်းစစ်ပွဲမရှိတဲ့ ARD တိုင်းနေပြီးတော့ရန်ကုန်ပဲခူးတနင်္သာရီနဲ့မွန်ပြည်နယ်ကဂျေးလက်တွေမှာပုံမှန်အချိန်ဖြစ်နေပါပြီဆိုတာမျိုးလုပ်ဖို့အတွက်အောင်စပူနဲ့ဆိုင်းရီမိုးဟိုဇာဖွဲ့လို့ညနေတဲ့အဖွဲ့တွေကို ်ဖြော်ပြီးခိုင်းနေလဲဖြော်ပြီးခိုင်းတာမျိုးလုပ်တယ်။နောက်ရုပ်တံလည်းဖိုးချစ်ရွှေမန်းသွင်းစားတဲ့တပင်းလေးကို free အခမဲ့ကပြခိုင်းတာလုပ်တယ်။ရန်ကုန်နေပြည်တော်နဲ့မန္တလေးမှာဆိုရင်ဖြော်ပြီးပွဲတွေအဆက်မပြတ်ကျင်းပတာမျိုးလုပ်ခဲ့တယ်။နောက်မင်းအောင်လိုင်ကိုထောက်ခံနေတဲ့ပုံစံမျိုးမင်းအောင်လိုင်ရဲ့နိုင်ငံခီးစဉ်အပြန်ခီးစဉ်တွေမှာနော်ရန်အောင်ရဲအောင်ကံစီသူစင်ရောမမောင်မိသားစုမိသင်သာဟုဆုံးမြတ်သူသာဒိန်းအောင်ညဉ့်ညံ့တာစတာတွေကိုကြိုခိုင်းတယ် ဩဂတ်24ရက်နေ့ဟာရိုက်ကောအထကတိကျောင်းစာဖတ်ခန်းကျောင်းဆောင်တင်ဖွင့်ပွဲเนาะဒါဒါပွဲပြောတော့ပွဲတွေလုပ်ပြီးတော့အလားတူပဲရုပ်ရှင်သေုပ်ဆောင်မျိုးဖြောပြခိုင်းတာယူကော့ပွဲမဲပေးကြဖို့ဆိုတဲ့ကမ်ပိန်းသဘောမျိုးလုပ်ကြတာမျိုးရှိဩဂတ်လတည်းမှာဆိုဩဂတ်3ရက်နေ့16ရက်နေ့မှာဂျန်ကန်ပါတီဥက္ကရာဥခင်ကြီးကဒါရိုက်တာဝင်းလွန်ထက်ငိမ့်ချန်မင်းအောင်စိုးတို့ပါတယ်ရုပ်ရှင်တွေကလူတွေနဲ့ နှစ်ခါဆက်တိုက်ထမင်းတူစားတာလုပ်ခဲ့တာတွေ့ရဆယ်လီတွေအမှုပညာပဲတွေထဲမှာလည်းဘာဖြစ်လဲဆိုတော့တချို့ကသူအရှိရမဟုတ်ပဲမြင်တယ်နောက်ကတော့မမြင်ဘူးဆိုတာမျိုးလူအများကြိုက်နှစ်တက်ပြီးတော့လက်ခံခြင်းမရှိတဲ့နိုင်ငံရေးရည်တည်ချက်မြန်မာပြည်မှာအာစေအုပ်စုနဲ့ပေါင်းစားတာကိုလူအများယွံကြားလိမ့်ရှိတယ်နော်အဲ့ဒီအချိန်အမှုပညာတွေကသွားပြီးတော့ဘလူးပလဲလုပ်ရင်သပိုင်းမောက်ခံရတတ်တယ်နော်ဟိုဥပမာ ဒိန်းတော်ကဒါမကြသေးခင်ကပဲသူ့ကိုရုပ်ရှင်ရိုက်ဖို့ပွဲတွေမငားတော့ဘူးဆိုပြီးတော့ထုတ်ပြောလာတာမျိုးကဘလော့အင်ပက်ကြီးတယ်ဆိုတာမျိုးပြနောက်ပါပြစ်လဲဆိုမြန်မာနိုင်ငံကြီးအချက်တည်းကဒီယူကော့ပွဲလုံးလိုက်တာနဲ့စစ်တပ်ကမျိုးတချို့ပြန်သိမ်းလိုက်တာနဲ့ပြည်လဲသွားမှာမဟုတ်ဘူးအကောင်ဘက်ကိုပြောင်းသွားမှာမဟုတ်သူတို့ကိုယ်တိုင်မဲ့ဒါအရင်အယတသုကမဲစင်းကွာလို့မဲလင်ခဲ့တယ်ဆိုပြီးအချောင်းပြပြီးအာနာသိန်းတာအခုမဲစင်းကွာတာတွေကြီးကျယ်ဖြစ်လို့ဆူညံနေတယ် အဲ့ဒီတော့ဘယ်မှာလဲတရားမျှတမှုအခုရွေးကောက်ပွဲမှာပါမဲ့အဲအဲပါတီတွေကဩစလယ်တွေကလူငယ်တွေတိုင်းစိုးရိမ်နေရတဲ့စစ်မှုထမ်းဆွဲဟိုဟာစင်ခေါ်တဲ့ကိစ္စလိုဟာဘုံတော်ဘာတစ်ခုမှအတမတွက်တာဘယ်မှာလဲလွတ်လပ်မှုပြောမယ်ဆိုရင်တော့အများကြီးပဲတကယ်နိုင်ငံကိုအခြေကျကျပြုပြပြောင်းလဲလုတ်တင်ရတဲ့ဟာတွေဘာမှမပါဘူးအဲ့ဒီတော့ဘသူတွေပဲခေါ်ခေါ်ဘလို့ကမ်ပိန်းမဲ့လှုပ်လှုပ်ဒီရွေးကောက်ပွဲကနေနိုင်ငံရေး ပြောင်းလဲစရာထူးထူးထူးထွေးမမြင်ပါဘူးဗျာပြီးတော့ဒီအမဲဆွေကာလာမာတော်မှစစ်တပ်ကိုမဝေဖန်ရဘူးလို့ဘာလို့ထုတ်ထားတာဒီကလည်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လည်းမရှိဘူးပေါ့လေပြီးတော့လူငယ်ဆိုတာကပြောမယ်ဆိုလို့ရှင်ကျွန်တော်တို့လည်းလူငယ်တွေပဲလीနော်အော်လွတ်လပ်စွာထုတ်ဖော်ပြောချင်တယ်အဲပြီးတော့ချုပ်တီးထားတာမျိုးမလိုချင်ကြဘူးလေနော်ဒါပေမဲ့ဒီစနစ်အောက်မှာရှိနေတဲ့လူတွေကကြတော့ဒီပုံစံဒီအသားအတိုင်းပဲသွားနေကြတာဆိုတော့ အဒီလွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့်ကဘယ်တော့မှလည်းရမယ်လို့မထင်ဘူးပေါ့လေဟုတ်အဲဆိုတော့ဆရာဒီတပတ်ဆွနေမှုကအချိန်လေးဟိုပြည့်ပြီဆိုတော့အတွက်ကြောင့်မို့လို့ဒီမှာပဲရနာချင်ပါတယ်ဘာမှဆွနေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်ဟုတ်ကဲ့ကျေးဇူးပါ thank you လူ့ကောင်မီဒီယာရဲ့ဆက်လက်ရပ်တည်ခံမှုပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြန်မာ TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။